အင်ဒိုနီးရှားမှာ အစ္စလာမ်သာသာရေးကျောင်းအဆောက်အအုံပြိုကျပြီးနှစ်ရက်အကြာမှာကျောင်းသား62ယောက်ဟာအပြတ်စည်းကြေအောင်မှာပိတ်မိနေနိုင်သေးကြောင်းအင်ဒိုနီးရှားတဘာဝဘေးအန်ရယ်စီမံခန့်ခွဲရေးအာဏာပိုင်တွေကပြောကြပါဗါးအရှေ့ကြဘာမှာရှိတဲ့ဘာသာရေးကျောင်းအဆောက်အအုံဟာတနင်္လာနေ့ကရုတ်တရက်ပြိုကျခဲ့ပါဗါကျောင်းသား3ယောက်ထက်မနည်းထေဆုံးပြီးအခြား26ယောက်ကိုဇီးုံမှာကူတာပေးနေကြောင်းတာဝန်ရှိသူတွေကပြောပါဗါတယောက်သူမှန်တမ်းတွေကိုပြန်လည်တုံးတက်ပြီးနောက် ចောင်းသား60တူယောက်ဟာအပြည့်အစည်းများအောင်မှာပိမိနေတယ်လို့တာဝန်ရှိသူတွေကအတည်ပြုပြောကြပါတယ်။အခင်းဖြစ်ပွားချိန်မှာចောင်းသားအများအပြားဟာအဆောက်အအုံအသွင်းနေ့လည်ထင်းဝတ်ပြုစုတောင်းပွဲသို့တက်ရောက်နေကြတာဖြစ်ပါတယ်။ရှားဖွေကဆွေလုပ်ငန်းတွေမှာစစ်တပ်နဲ့ရဲတပ်ဖွဲ့ပါကူညီဆောင်ရွက်နေပါတယ်။ အချက်နှစ်သက်အဆောက်အုံဟာနောက်ထပ်ခုံမွေးထက်နှစ်သက်ဒီဆော့ဖ်ဝဲအောက်ခြေဖောင်ဒေးရှင်းကဆာလူမိုးရဲ့အလဲချိန်ကိုခန်းနိုင်ရမရှိဘူးလို့အင်ဒိုနီးရှားတဘာဝဘေးအန်ရဲ့လော်ပါရေးအေဂျင်စီကပြောကြပါတယ်။မိန်းကလေးငယ်တွေကတော့အဆောက်အုံရဲ့အခြားအစိတ်ခွင်တစ်ခုမှာဝပြုစုတောင်းနေကြတာကြောင့်အသက်ဘေးကလွမြောက်ခဲ့တယ်လို့ဆိုပါတယ်။ကျောင်းရှိကျောင်းသားတွေဟာအသက်၁၂နှစ်ကနေ၁၈နှစ်ကြာထွက်ပါတယ်။ ဂရင်းတွေနဲ့တူဖော်ရေးဇာတ်ရံတွေလိုမျိုးအကြီးစားဇာတ်ရံတွေအတိအသုံးပြုဖို့လဲအခက်ခဲရှိနေပြီးကွန်ကရစ်တရားတွေကိုဖယ်ရှားပြီးဝင်ပေါက်လုပ်ချိန်မှာအပြည့်အစည်တွေအောက်ကပိတ်မိနေသူတွေကိုအတန်အန္တရာယ်ဖြစ်မှာစိုးရိမ်ရလေလို့တာဝန်ရှိသူတွေကပြောကြပါဗျ။